ကျမရဲ့ healthy life vibrate တကြီးကိုအခုပြပြခြင်းတဲ့အကြောင်းကတော့ဒီပေါ့နော် April လဆန်းမှာဖြစ်မဲ့မိုးလေဝသခံမှန်းချက်တွေကိုပြပြပေးခြင်းပါတယ်။အခုတစ်ပတ်၄ရက်၅ရက်၆ရက်ဒီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းအားနဲ့ရံဝင်တစ်ချိန်ဖြစ်ပေါ်နိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်ဒီအနေနဲ့ကတော့ဒေတာအလိုက်နေအပူချိန်တွေတိုးလာနိုင်တဲ့အတွက်ကြောင့်မို့လို့မွန်းလွဲနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတွေတိုက်ခတ်တာတွေမိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တာတွေနေရာကွက်ကြားမိုးကြီးရာတွေမိုးသီးတွေကျွေးကြတာတွေ ပျက်စီးလက်တာတွေမိုးကြိုးဖြစ်တာတွေစတဲ့ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ပါသဖြင့်ပို့ပြီးတော့ဂရုစိုက်ကြဖို့လိုအပ်ပါတယ်။နောက်တစ်ခုကမိုးချီနေပါ။မိုးချီနေကိုပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာနေရာအနှံ့အပြားမိုးထချုံရွာနိုင်ပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ကွက်ကြားမိုးရွာနိုင်ပါတယ်။နောက်တစ်ခုကနေအပူချိန်နေပေါ့နော်မြန်မာနိုင်ငံဒေသအချို့မှာနေအပူချိန်နေပြန်ပြီးတော့ရောကြနိုင်ပါတယ် ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံမှာလည်းမိုးတက်လီပင်ကြောင်းနိုင်ငံကိုထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံ58ခရိုင်ထဲမှာအခုရက်ပိုင်းအတွင်းမှာပဲအပူပိုင်းမုန်တိုင်းဝင်ရောက်ပြီးတော့မိုးတက်လီပင်ကြောင်းမယ်လို့ထိုင်းမိုးလေဝသနဲ့ဇလားပေတာဦးစီးဌာနကနေပြီးတော့ match လ31ရက်နေ့မနက်မှာထုတ်ပြန်ထားပါတယ်။လက်တလုံးမှာတော့တရုတ်နဲ့တောင်တရုတ်ပင်လယ်မှာအာလေဖီအားနဲ့ရဝင်ဖြစ်ပေါ်နေပြီးတော့တောင်ဘက်အရက်နဲ့ထိုင်းပင်လယ်အော်ကိုရွှေ့လာမှာပဲဖြစ်ပါတယ်။ထိုင်းအထက်ပိုင်းမြောက်ပိုင်းဒေသတွေကပူပြင်းတဲ့ရာသီဥတုနဲ့ထိ တွေ့တဲ့အချိန်မှာအပူပိုင်းမုန်တိုင်းနေဖြစ်ပေါ်လာမယ်။ဒီလိုအခြေအနေမျိုးမှာ match လ31ရက်ကနေပြီးတော့ April 3ရက်အတွင်းမှာမိုးသည်ထန်သွားရွာသွန်းတာတွေ၊လေပြင်းတိုက်တာတွေ၊မိုးကြိုးပြစ်တာတွေ၊လျှက်စီးလက်တာတွေ၊မိုးသီးကြွေရာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေအနေနဲ့ဟင်းလင်းပြင်းနေရတယ်။တစ်ပင်ကြီးကြီးခိုင်ခန့်မှုမရှိတဲ့ဆိုင်းမုန်တိုင်းတွေအောက်မှာအဆောက်အဦတွေအောက်မှာမနေဖို့နဲ့တောင်သူလေသမားတွေအနေနဲ့စိုက်ပျိုးသီးနှံပျက်စီးခြင်းကနေပြီးတော့ကြိုတင်ကာကွယ်ဖို့အတွက်ထိုင်းမိုးလေဝသဌာနကနေပြီးတော့တတိပေးထားပါတယ်။ တတိထားမဲ့ခရိုင်နေရတော့ထိုင်းမြောက်ပိုင်းနောက်ပြီးသွားလို့ရှိရင်ထိုင်းနိုင်ငံအလဲပိုင်းနောက်ပြီးသွားလို့ရှိရင်ဘန်ကောက်ခရိုင်နဲ့အနီးတဝိုင်းနောက်ပြီးသွားလို့ရှိရင်ထိုင်းနိုင်ငံတောင်ပိုင်းလိုပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့မိုးလေဝသတတိပေးချက်တွေကိုအမြင်သာဆွင့်ထားဖို့လေအဲလိုက်လံနှိုးဆော်ထားတာရှိရပါတော့ ဆိုတော့ထိုင်းနိုင်ငံမှာလေဒီလိုမျိုးပေါ့နော်ဒီမိုးလေဝသနဲ့အဲဒီရာသီဥတုအခြေအနေကိုဖော်ပြထားသလိုမျိုးပဲမြန်မာနိုင်ငံမှာလည်းမိုးလေဝသနဲ့ဇလားပြည်တာဦးစီးဌာနကနေပြီးတော့ညွှန်ကြားထားတာတွေရှိပါတယ်။ဆိုတော့ကျွန်မအခုပြောခဲ့တဲ့အကြောင်းအရာလေးတွေကိုနားထောင်ပြီးတော့အဆအဆအရင်ရပြင်ဆင်နိုင်မှုအတွက်ဒီဗီဒီယိုလေးကိုတင်ပေးတာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲဘေးကင်းအောင်ကြပါစေ။